ပါကစ္စတန်ကိုစကလုံးနဲ့လက်နက်နဲ့ထောက်ခံတဲ့အတွက်တူရကီကိုပြင်းပြင်းထန်ထန်ဒေါ်လာထွက်နေပါတယ်။စိတ်ဝင်စားစရာကောင်းတာကအိန္ဒိယနဲ့တူရကီတို့ဟာတမိုင်းဝင်ပြည်ပခါတွေတစ်ခုမှ မရှိခဲ့ဘူးလို့ဆိုပါတယ်။နန္ဒမိတ်တော်မခွဲပါဘူး။သို့တော်လည်းတူရကီကအိန္ဒိယအပေါ်ပွေ့ပွေ့လင်းလင်းရန်လိုပါတယ်။သူတို့ကအချမ်းဖက်ဝါဒကိုထောက်ပံ့တဲ့နိုင်ငံကြီးနိုင်ငံဖြစ်တဲ့ပါကစ္စတန်အားလက်နက်များပေးအားလည်းရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကိုမင်းတို့ထုတ်မဲ့စာကဘာကတူရကီကိုဆုချနေပါတယ်။ဥမာကောင်းတစ်ခုကအမေရိကန်ဖြစ်ပါတယ်။ တူရကီအတွက်လည်းနဲ့သဘောတူညီချက်ကိုအမေရိကန်ကအတည်ပြုလိုက်ပြီဖြစ်တယ်ဒီသဘောတူညီချက်ကဒေါ်လာ3.4တန်းတန်ကြီးရှိပါတယ်၎င်းမှာလက်နဲ့အမျိုးအစား2မျိုးရှိတယ်ဖရတ်1မျိုးကဒါလာပြည့်ဒုံးကြီး53စင်းဖြစ်ပြီးတော့အမေရိကန်ဒေါ်လာ125တန်းကကုန်ကျမှာဖြစ်တယ်ဒူဂျာကတော့ဒေါ်လာ96တန်းတန်ကြီးရှိတဲ့ site winner block 2ဒုံးကြီးအစင်း60ဖြစ်ပါတယ်အလုံးပေါလိုင်းဒေါ်လာတန်300ကျော်ရှိပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီသဘောတူညီချက်ကိုအတည်ပြုလိုက်ပါတယ် အခု US Congress ကိုတင်ရမှာဖြစ်တယ် Congress ကအတည်ပြုလိုက်တာနဲ့တူရကီကအမေရိကန်လက်နက်တပ်တွေကိုလက်ခံရရှိမှာဖြစ်ပါတယ်ဒါပေမဲ့အာဒိုဂန်ကပိုလိုချင်နေပါတယ်သူကဒေါ်နယ်ထရန့်တိုင်ကနေပိုကြီးတဲ့အရာကိုရယူဖို့အတွက်ရည်မှန်းထားပါတယ် F35 တိုက်လေယာဉ်ကိုဝယ်ချင်နေတာဖြစ်ပါတယ်သူကပင်စမမျိုးဆက်လေယာဉ်ဖြစ်တဲ့အာဒိုဂန်က၎င်းကိုဝယ်ယူဖို့အတွက်အလွန်စိတ်အားထက်သန်နေပါတယ်ဒါပေမဲ့ဒီလိုဖြစ်လာဖို့ဆိုရင်အမေရိကန်ကသူ့ရဲ့ဥပဒေတွေကိုပြောင်းလဲရမှာဖြစ်ပါတယ် 2019ခုနှစ်တုန်းကတူရကီကရုရှားထိုင်းကနေလက်နက်တွေဝယ်ယူဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ် S400 ဒုံးခွင်းဒုံးကာကွယ်စနစ်ကိုဝယ်ယူခဲ့ပါတယ်ဒီလို့ရကြောင်းအမေရိကန်ကတူရကီပေါ်ဒဏ်ခတ်ပြုစုမှုတွေချမှတ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အမေရိကန်က၎င်းရဲ့ပြိုင်ဘက်တွေ့စီကန်းနေလက်နက်တွေဝယ်ယူတဲ့အတွက်နိုင်ငံတွေကိုအပြစ်ပေးတဲ့ဥပဒေရှိတယ်အဆိုပါပြိုင်ဘက်နိုင်ငံတွေကအီရန်မြောက်ကိုရီးယားနဲ့ရုရှားတွေဖြစ်ပဲအဆိုပါဥပဒေကိုကတ်စာလို့ခေါ်ပြီးတော့မှအမေရိကန်ရဲ့ရန်သူတွေကို ပိတ်ဆို့အရေးယူမှုကတဆင့်နေနေချင်းအဥပဒေဖြစ်ပါတယ်2018နှစ်ခုနှစ်တုန်းကအိန္ဒိယကလည်းအလားတူချေချောက်မှုရေးဆိုင်ခဲ့ရတယ်အိန္ဒိယကအလားတူ S400 စနစ်ကိုရုရှားတိုင်းကနေဝယ်ယူခဲ့တယ်ဒါပေမဲ့အမေရိကန်ကအိန္ဒိယကိုဆွန့်လွတ်ခဲ့တယ်သူတို့ကအိန္ဒိယကိုပိတ်ဆို့အရေးယူတာတော့မလုပ်ခဲ့ပါဘူးသို့တော်လည်းတူရကီကဆွန့်လွတ်မှုမပေးခဲ့ပါဘူးဒါကြောင့်မလို့တူရကီက F35 အစီအစဉ်ပေးစားခံခဲ့ရပါတယ်ဤဒီမှာ2019ခုနှစ်မှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ဖြစ်တဲ့ အခုလက်ရှိအခြေအနေကြောင်းပြောကြည့်ရအောင်အာဒိုဂန်ကဒေါ်နယ်ထရန့်စီယန်နဲ့ပိတ်ဆို့အရေးယူမှုတွေကိုရုတ်သိမ်းပေးဖို့မျှော်လင့်ပါတယ်အမေရိကန်က F35 တိုက်လေယာဉ်တွေကိုသူတွေကိုရောင်းချမယ်လို့လည်းသူကမျှော်လင့်တယ်အပြန်အလှန်အဖြစ်အာဒိုဂန်ကအရာနှစ်ခုကိုကန့်လန့်ပါတယ်ပထမတစ်ချက်ကစီးကြမှာငြိမ်းချမ်းရေးအတွက်ဖြစ်ပါတယ်အခုဆိုစီးကြမှာအမေရိကန်တပ်တွေရှိနေတယ်အာဒိုဂန်က၎င်းတို့ရဲ့နေရာကိုယူဖို့အတွက်တူရကီစစ်တပ်တွေကိုဇီလို့အတွက်ကန့်လန့်ထားပါတယ်ဒါမှဒေါ်နယ်ထရန့်ကအမေရိကန်စစ်တပ်တွေကိုအိမ်ပြန်ပို့နိုင်မှာဖြစ်တယ် ၎င်းကအရှိအလဲပိုင်းမှာအောင်ပွဲရရှိမှာဖြစ်တယ်။ဤအစီအစဉ်ရဲ့အရေးအယောင်တွေကိုမကြသေးမီကတွေးခဲ့ရပါတယ်။စီးရီးယားအစိုးရတည်အပေါ်ပိတ်ဆို့အရေးယူမှုတွေကိုရုတ်သိမ်းမှုတွေတော်နဲ့ထွန့်ကသဘောတူခဲ့တယ်။ဒီအစိုးရကိုအာဒိုဂန်ကထောက်ခံတယ်။ဒါကြောင့်အမေရိကန်အနေနဲ့တူရကီနဲ့လက်တွဲဖို့စဉ်းစားရမယ့်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ဒုတိယအကြောင်းရင်းကတော့ရုရှားယူကရိန်းစစ်ပွဲဖြစ်တယ်။အိန္ဒိယမှာလည်းတူရကီကအဓိကခန်းတိုင်းပါဝင်ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ကြားဆွေးနွေးပွဲကိုအစ္စတန်ဘူမှာကျင်းပနေပါတယ်။အာဒိုဂန်ကစစ်ပွဲကိုဆုံးသတ်ဖို့အတွက် စစ်ဆန်ခြင်းနိုင်သူတူဖြစ်ပါတယ်စစ်ပွဲပြီးဆုံးပါကအတူကန်ကပို၍ကြီးမားတဲ့အခမ်းအနားမှာပါဝင်လာမှာဖြစ်တယ်ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့တူရကီစစ်သားတွေကိုစီလို့နိုင်မယ်ထို့အပြင်တူရကီကနေတိုးအဖွဲ့ဝင်တဝင်ဖြစ်တယ်အဲတကယ်တော့နေတိုးမှာဒုတိယအကြီးဆုံးစစ်တပ်ရှိပါတယ်အမေရိကန်ကစစ်သားတစ်တမ3တန်းနဲ့အကြီးဆုံးဖြစ်ပြီးတော့နောက်တူရကီကစစ်တမစစ်သား3သိန်းခွဲနဲ့ဒုတိယဖြစ်ပါတယ်ဒါကြောင့် တူရကီပေါ်အောင်ဆောင်ရွက်မှုအလွန်အရေးကြီးပါတယ်ဒီအကြောင်းပြချက်နှစ်ခုကဒေါ်နယ်ထရန့်ကအာဒိုဂန်နဲ့ဆက်ဆံရေးကိုပြန်လည်ထူထောင်ဖို့စူးစမ်းရမယ့်အကြောင်းရင်းဖြစ်ပါတယ်ထရန့်ကအာဒိုဂန်နဲ့ပတ်သက်ပြီးတော့ကျင်းတော်စွာစကားပြောဆိုပါတယ်သူကကြီးကျယ်ခမ်းနားတဲ့ပွဲတွေအတွက်တမဒအာဒိုဂန်နဲ့စကားပြောခဲ့တယ်တဲ့အဲ့ဒီနောက်သူကကျွန်တော်တို့အာဒိုဂန်ဆိုတဲ့အမျိုးသားတယောက်နဲ့ဆက်ဆံရေးကောင်းတယ်သူအကြောင်းကြားဘူးတလားတဲ့ကျွန်တော်သူ့ကိုသဘောကျတယ်သူကကျွန်တော်ကိုသဘောကျတယ်ဆန်နေစင်းတွေကဒေါ်လာထွက်မယ်ဆိုရင် ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့သူ့ကိုသဘောကျတယ်သူကလည်းကျွန်တော်ကိုကြိုက်တယ်ကျွန်တော်တို့မှပြဿနာတခါမှမရှိခဲ့ပါဘူးချင်းနေရအများကြီးဂျုံခဲရပါပေမဲ့ပြဿနာတော့မရှိပါဘူးလို့သူကပြောပါတယ်အခုအိန္ဒိယအတွက်ဘာကြောင့်ဒုက္ခရောက်နေရတာလဲနိုင်ငံကြီးအရအကြောင်းပြချက်ရှိပါတယ်တူရကီကပါကစ္စတန်ကိုထောက်ပံ့ပြီးတော့လက်နေတွေတပ်ဆင်ပေးတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကြောင့်အိန္ဒိယရဲ့ရည်မှန်ချက်မှာအော်တိုဂန်ကိုတီးချခွဲထုတ်ဖို့အတွက်ဖြစ်ဖြစ်တင်ပါတယ်ဒါပေမဲ့ပိုကြီးတဲ့ဆွေးစရာတခုရှိပါတယ်တူရကီကဒီအမေရိကန်လက်နေတွေကို ပါကစ္စတန်ကိုရောင်းရင်ဘယ်လိုလုပ်မလဲအစီအခံစာများကဤလိုဖြစ်နိုင်ကြောင်းပြောဖော်ပြပါတယ်2019ခုနှစ်ကိုပြန်ကြည့်ရမယ်ဆိုရင်အဲ့ဒီနှစ်မှာပါကစ္စတန်ကဘလာကော့လေကြောင်းတိုက်ခိုက်မှု အပိုင်းမှာအိန္ဒိယကို F16 နဲ့တာလာပြည့်ဒုံးကျည်တွေကိုအုံပြုတ်ခဲ့ပါတယ်အဲ့ဒီလက်နက်တွေကနှစ်ခုစလုံးကတူရကီကနေဆက်ဆက်မှုရှိပါတယ်2009ခုနှစ်မှာပါကစ္စတန်ကတူရကီလေကြောင်းအာဂါဒါကုမ္ပဏီနဲ့စာချုပ်ဆုံးဆုံးခဲ့ပါတယ်တဘောတူညီချက်ကဒေါ်လာ95သန်းတန်ကျေရှိပါတယ် ပါကစ္စတန်ရဲ့ FCC တိုက်လေယာဉ်တွေကိုအစစ်မြစ်ဖို့အတွက်ဖြစ်တယ်။စုစုပေါင်းတိုက်လေယာဉ်အစင်40ကျော်အစစ်မြစ်တင်ခဲ့ပါတယ်။ဒုံခွင်းဒုံများနဲ့ပတ်သက်ပြီးတော့မှလည်းအစစ်မြစ်တာလာပြည့်ဒုံကြည်တွေကိုလည်းရှိပါတယ်။ဤအမျိုးအစားတွေကယခုတူရကီကမေကန်နဲ့ဝယ်မဲ့အမျိုးအစားတွေဖြစ်ပါတယ်။ပါကစ္စတန်လီတာမှာလေယာဉ်အမျိုးအစားတစ်မျိုးတည်းသာဤဒုံကြည်တွေကိုပြည့်လွတ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒါက F16 ဖြစ်ပါတယ်။ဒါကြောင့်တူရကီကိုအမေရိကန်လက်နက်တွေရောက်ရှိလာခြင်းကအိန္ဒိယအတွက် ဆိုရစရာတွေဖြစ်ပါတယ်ပထမအချက်မှာတူရကီက၎င်းတို့ကိုပါကစ္စတန်တို့လွှဲပြောင်းပေးနိုင်တော့ကြောင့်ဖြစ်တယ်ဒုတိယအချက်ကတော့တူရကီနဲ့ပါကစ္စတန်ကြားစစ်ဆင်မှုကြီးကြီးထွားလာမှုကိုပြသတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့တူရကီကပါကစ္စတန်ရဲ့ဒုတိယအကြီးဆုံးလက်နက်ရောင်းချသူဖြစ်တယ်ပထမကတရုတ်ဖြစ်တယ်ဒီနှစ်နိုင်ငံစလုံးဟာစစ်အခစ်ကလေးကပါကစ္စတန်နဲ့ဆက်ဆံရေးရှိခဲ့ကြပါတယ်မကြသေးမီကသူတို့ရဲ့ဆက်ဆံရေးဟာဗလာရေးအရပိုပြီးတော့ဖြစ်လာပါတယ်အာဒိုဂန်ကအစ္စလမ်ကဘာမှာအာရဘ်ခေါဆောင်မှုကိုစိန်ခေါ်လိုပါတယ် ပါဝါပိုချက်အစ်စ်ကိုဖန်တီးခြင်းပါဒီအစီအစဉ်မှာပါကစ္စတန်ကအရင်အရေးကြီးပါတယ်ကမ္ဘာပေါ်မှာလူဦးရေအများဆုံးမွတ်စလင်နိုင်ငံတွေဖြစ်တယ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့တခုတည်းသောမွတ်စလင်နိုင်ငံတွေဖြစ်ပါတယ်ဒါကအိန္ဒိယအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖန်တီးပေးပါတယ်အာဒိုဂန်ရဲ့ရန်လိုမှုကအိန္ဒိယလှုပ်ဆောင်ခဲ့သမျှကြောင့်မဟုတ်ပါဘူးအစောပိုင်းမှာပြောပြောခဲ့တယ်လို့ပဲအိန္ဒိယနဲ့တူရကီကြပြည်ပကတမိုင်းကြောင့်မရှိခဲ့ပါဘူးသူတို့မှာအငင်းပွားနေတဲ့မိတ်မရှိဘူးမြစ်တွေဒါမှမဟုတ်တမုတ်တရားမမျှဝေကြပါဘူးအာဒိုဂန်ရဲ့ရန်လိုမှုက ၎င်းရဲ့အမြင်နဲ့ယူမှန်းချက်များပေါ်မှာအခြေခံပါတယ်အာဒိုဂန်ရဲ့သဘောထားကိုပြောင်းလဲဖို့အတွက်အိန္ဒိယကမြည်သည့်အရာများမလုပ်နိုင်ပါဘူးဒါကြောင့်အိန္ဒိယအတွက်အကောင်းဆုံးရွေးချယ်မှုကပြပြတသားနဲ့တုံ့ပြန်ရဖြစ်ပါတယ်